ိုင်းတရဘောဘောလောက်ထဲရတာ reason စီးကျင်တယ်အင်ဂျင်ပါဝါရမ်းကြီးတဲ့ထဲလည်းမစီးကျင်ဘူးအာစီစားလဲတက်တာရမယ်ဘာလဲဒီဇိုင်းလည်းမတ်ရမယ်ဆိုတော့ကျွန်တော်ဒီဆိုင်ရှိပါဒီဆိုင်က honor cbr 900ရာဆိုင်ရဖြစ်ပါတယ်အရင်ဒီဆိုင်အကြောင်းပြောပြတော့မှာဖြစ်ပါတယ်စီဗီ900ဆိုင်က2013ခုနှစ်မှာဆက်ထွက်လာပြီစီဗီ 900F နိုင်ကပိုင်နဲ့စီဗီ 900H Adventure ဆိုင်ရီကိုပါအင်ဂျင်တူတူတုံးပြပြီးတော့ထုတ်လုပ်ထားပါတယ် လေယာဉ်ဆက်တဲ့ CC Parallel Twin အင်ဂျင်မျိုးစားအသုံးပြုရပြီးမြင်းကောင်ရီ A40 ကိုထုတ်လုပ်ပေးမှာဖြစ်ပါတယ်။တနာရီ36မိုင်189ကီလိုမီတာပါအဝအမြင့်ဆုံးမောင်းနိုင်နိုင်မှာပါ။0 to 100ကီလိုမီတာဟုတ်5စက္ကန့်အတွင်းမောင်းနိုင်နိုင်ပြီးစီစားနှုန်းကလည်းခါလန်ကိုမိုင်80ဝန်းကျင်မောင်းနိုင်နိုင်ပါတယ်။ Digital Display တိုင်ကွန်းနဲ့ဖြစ်ပြီးတော့ ABS System Slip Backlash LED ရှင်းအောင်မီးတွေနဲ့သူ့အိုးနဲ့သူ့ဆန်တန်နေမဲ့ပစ္စည်းစိတ်ပိုင်းတွေပေါင်းဝင်ပါတယ်။ 2025 CBR 900အဆိုင်ရဲ့ဈေးကဥမြန်မာငွေစင်းနဲ့3000ဝန်းကျင်ရှိမှဖြစ်ပါတယ်။အရင်ပုံမှန်ငွေစင်းနဲ့ဆိုရင်380ဝန်းကျင်ပဲကျတယ်မှာ။ကရောမကသာမှဖြစ်ပါတယ်။ဒီ CBR 900အဆိုင်ရဲ့ဒါ2021 model ဖြစ်ပြီးတော့ A11 license နဲ့ပါအောင်မှာဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့350ဝန်းကျင်တစ်ပတ်လည်မှာရရှိနိုင်မှာဖြစ်ပါတယ်။ဒီဆိုင်ရောက်လို့ချင်းစီးချင်တယ်ဆိုလို့ချင်းတော့ကိုမျိုးဝင်းမော်တော်ဆိုင် showroom မှာရရှိနိုင်မှာ။ကိုမျိုးဝင်းမော်တော်ဆိုင် showroom လိပ်စာရန်ကုန်မှာသမောပြည်မြို့နယ် supply မှတ်တိုင်နဲ့ဆက်ရှောက်မှတ်တိုင်ညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမသာတီ58လမ်း130 130အကြမ်းမှာတရှိပါတယ်။ တဲတဲ့တည်ရင်ဆက်သွယ်မေးမြန်းချင်တာရှိလို့ရှင်တော့ကောမန့်မှာအပြည့်အစုံလင့်ချပေးထားပါဘူး